ကဲ့မြမလေးရေမင်္ဂလာပါရှင့်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ပါအရင်ဆုံးကိုကုတ်ကိုမိတ်ဆက်ပေးပါအောင်နောက်ပြီးတော့ဘယ်သတင်းဌာနမှာတာဝန်ယူထားလဲဆိုတာလေးကိုလည်းအရင်ဆုံးပြောပြပေးပါအောင်ရှင့်ဟုတ်ကျမစိမ့်ပါလက်ရှိ Data News Agency သတင်းဌာနမှာပေါ့နော်အစီအစဉ်တင်ဆက်သူအဖြစ်လုံးလုံးနေတယ်နောက်သတင်းလေးရေးတယ်သတင်းလေးယူပါတယ် ဟုတ်ကဲ့ပါဒီသတင်းမီဒီယာသမားတွေရဲ့လုံခြုံရေးပုံစံမျိုးစုံတွေပေါ့နော်ချင်းချောက်ခံနေရတဲ့အချိန်မှာဒီလိုမျိုးမျက်နှာဖော်ပြပြီးတော့သတင်းတင်ဆက်မှုတွေလုပ်တဲ့အခါမှာစင်ခေါ်မှုတွေကဘာတွေများရှိတယ်လဲမသိဘူးရှင်ဟုတ်ဟုတ်ဒီလိုကာလာကြီးထဲမှာကျတော့ဟုတ်စင်ခေါ်မှုတွေကတော့အများကြီးရှိတယ်ပေါ့နော်ဒီမျက်နှာပြပြီးတော့တင်ဆက်သူအနေနဲ့ကပို့ပြီးတော့ဆိုရယ်ဘာလို့လဲဆိုတော့ဒီကာလာကြီးအကဲဆက်တဲ့ကာလာဖြစ်တယ်ပေါ့နော်ဒီပထမဆုံးအနေနဲ့ဆိုရင်စင်ခေါ်မှုကကျတော့ဒီ ဒီသတင်းတပုတ်ကိုအစီအစဉ်တင်ဆက်သူကတင်ဆက်တယ်ဆိုပေမဲ့ Orient ကတော့ဒီအစီအစဉ်ဟိုပြောပြရဲလူရေးတယ်လို့ပဲထင်တယ်ပေါ့နော်တခါတလေကြားလို့ရှိရင်ဒီသတင်းကမှားသည်ဖြစ်ဖြစ်မှန်သည်ဖြစ်ဖြစ်ဒီသတင်းတပုတ်လုံးတင်ဆက်သူကတင်ဆက်တဲ့အခါမှာဆိုလို့ရှိရင်ဟိုမှားရဲ့အချို့အားရရှိမှန်လာရလေရှိမှာအခါကြားလို့ရှိရင်ဒီ Orient တွေကပေါ့နော်အပြစ်တင်တာဖြစ်ဖြစ် ဟိုထိကျူတာပဲဖြစ်ဖြစ်ဒါတင်ဆက်သူကိုပဲတိုက်ရိုက်သွားရတယ်ဗောနော်ဆိုတော့အများကြီးတရင်အချက်လက်တွေကိုကိုကမဖတ်ခင်ပါလေအများကြီးဟိုလိုက်ပြီးစစ်ကြတာရှိတယ်ဗောနော်အဲ့ဒီဒါကလုတ်တယ်ဆိုပေမဲ့တင်ဆက်သူတယောက်ဖြစ်တဲ့အခါမှာဆိုဒီအမှားအမှန်တွေကိုကကိုကိုယ်တိုင်ပြန်စစ်ရတာမျိုးရှိတယ်ဒီနောက်တစ်ခုအနေနဲ့ဆက်လို့ရှိရင်ဒီဟိုဒီကလာအနေနဲ့ပြောမယ်ဆိုရင်တော့လုံခြုံရေးဗောနော်ဒီပြောင်းလဲဟိုအနာသိန်းစကားမှာအနာသိန်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီစစ်ကောင်စီက ဒီသတင်းမီဒီယာသမားတွေကိုဖမ်းဆီးတာမျိုးတွေရှိရယ်။နောက်ဟိုချုံနောင်တာချင်းချောက်တာမျိုးတွေလည်းရှိရယ်ပေါ့နော်။ဆိုတော့ဒီဒီကာလမှာတွန်လိုင်းဘက်ကနေရက်ပြီးတော့ဟိုမျက်နှာပြပြီးတင်ဆက်သူလုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒီလုံခြုံရေးပိုင်းဆိုင်ရာစင်ခုမှုရှိရယ်။ကိုကိုရိုင်ကပြပမှာရှိနေရယ်ဆိုပေမဲ့မိသားစုကကြတော့ဒီအထဲမှာရှိတဲ့အခါမှာဆိုသူတို့အတွက်ဟိုစိုးရိမ်ရတာမျိုးတွေဒီပူပန်ရတာမျိုးတွေတော့ရှိရယ်ဟုတ်။ ဟုတ်အာနောက်တစ်ခုကကြတော့ဒီကိုတရင်ကြီးညာထားတဲ့ post အောက်မှာပေါ့နော်ဒီရုပ်သံသတင်းဌာနရဲ့ post အောက်မှာဒီကိုလာပြီးတော့ဝေဖန်တာတွေအဲ့လိုမျိုးပြစ်တင်ပြောဆိုတာမျိုးတွေရောရှိလားဒါမျိုးတိုက်ခိုက်ခံရတာမျိုးတွေရောကြုံဘူးလားမသိဘူးရှင့် ဟုတ်ဒါရတော့ဟိုလူတိုင်းကြုံရတဲ့အရာပေါ့နော်ဟိုဒီတာမန်တည်င်းလေးတပုတ်ကိုဒီတွန်လည်ရေးဘက်ကနေရက်တဲ့လူတွေကဟို share လိုက်တာဖြစ်ဖြစ် comment မန်တာဖြစ်ဖြစ်လွှင့်အောင်မှာဒီစစ်ကောင်စီကိုထောက်ခံနေသူတွေကဒီလိုအချိန်နဲ့တပင်းကြီးစောက်ကြည့်ပြီးတော့ဒီစစ်ကောင်စီကိုတိုင်ဟိုတိုင်တန်းတာမျိုးတွေဖမ်းဆီးဖို့လှုပ်ဆော်တာမျိုးတွေလုပ်နေတဲ့အချိန်ဆိုတော့ဒီလိုမျိုးမျက်နှာပြပြီးလူကြတော့ ဒီလိုအခြေအနေရပို့ကြုံတွေ့ရတာပေါ့နော်ဒီ post ရအောင်မှဆိုလို့ရှိရင်ဒီ map နေ map နေပေါ့နော်ရုံရင်းကျန်းတဲ့နေစကလုံးနေရရန်ဆိုင်ဆိုင်ပြောနေစကလုံးနေနောက်ဒီလိုဥစ္စာတွေကကြတော့ဟိုကိုကိုရန်ကဒီမှတ်ချက်တွေဝင်မဖက်ရင်ရရဲဆိုပေမဲ့ဒီကိုယ့်ရဲ့ကိုမိုင်အကောင့်မှာလာပြီးပြောဆိုတာမျိုးကြီးလည်းရှိနေပေါ့နော်ဆိုတော့ဒီမှတ်ချက်တွေကိုကိုကလင်းလူရှင်းလို့ရရဲဆိုပေမဲ့ကိုယ့်အကောင့်မှာကြတော့ဒီဓာတ်ရိုက်ချင်းတွေ့ရတာမျိုးပေါ့နော်အခါကျရင်ဒီအချိန်ကဥတည်လဲဟို တရားဥပဒေစိုးမိုးမှုလည်းမရှိတဲ့အခါကျတော့ဟိုဘယ်လိုပြောရမလဲလူလူရှူလိုက်ဖို့ကလွဲရင်ကျန်တာဘာမှမရှိဘူးเนาะဒါကြီးကတော့လူတိုင်းကြုံရတဲ့အရာလို့ပဲပြောလို့ရပါတယ်တရင်းမီဒီယာလို့ကိုဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲပေါ့เนาะနောက်တစ်ခုကကျတော့စင်ခေါ်မှုတွေကဘာတွေများလဲမသိဘူးရှင့်အဲဘာလို့ရွေးချယ်ရလဲဆိုရင်ပထမအဆုံးအနေနဲ့ကတော့ဒီအော်ဒီလက်ရှိအာဏာသိမ်းလိုက်တဲ့နောက်မှာ တော်လိုင်းလမ်းကြောင်းကနေပြီးတော့တခြားကိုမလွဲချော်ခြင်းဘူးပေါ့နော်ဒီလမ်းနဲ့မှာပဲရက်တည်ခြင်းနဲ့ဒီတော်လိုင်းလမ်းကြောင်းပေါ်မှာပဲရှိခြင်းနဲ့အချက်ကြောင့်ပေါ့နော်ဒါဒီမီဒီယာလို့ဆိုတာဒီအခုကျမတို့တိုင်းမီဒီယာကြတော့လေဒီတော်လိုင်းဘက်ကနေရက်တည်နေရဆိုတော့ပထမဆုံးအချက်အနေနဲ့ဒါကြောင့်ရွေးချယ်ဖြစ်တာပေါ့နော်အဲနောက်တစ်ချက်ကကြတော့ဘယ်လိုပြောရမလဲဆိုတော့ဒီစာအုပ်ထဲမှာဖတ်ခဲ့ရတခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဒီ16ရောက်မြောက်အမေရိကန်တမရပေါ့နော် ဒီအင်ဗရာဟင်လင်ကွန်ပြောခဲ့တာရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီပြည်သူတွေကိုတရင်အချက်အလက်အမှန်တွေသိကွင်ပေးလိုက်ပါဘောနော်ဒါဆိုလို့ရှိရင်ပြည်သူတွေကလုံခြုံသွားလိုက်မယ်ဆိုတော့ဒီဒီကာလိုက်ထဲမှာဆိုရင်စစ်ကောင်စီကတရင်တွေကိုအမှန်ချဖို့စ조사နေတဲ့ကာလဘောနော်ဆိုတော့ဒီပြည်သူတွေကိုတရင်အချက်အလက်အမှန်တွေဟိုသိစေခြင်းနဲ့သိစေခြင်းနဲ့နောက်ကျမတို့မြန်မာနိုင်ငံဘာဖြစ်နေလဲဟိုအနာသိန်းတာကောင်းလားဆိုလာဆိုတော့ပြည်သူတွေကိုယ်တိုင်ဆုံးဖြတ်ချက်ချစေခြင်းနဲ့ဘောနော် ဆိုတော့အဲ့ဒီအချက်တွေကြောင့်ပဲဒီမီဒီယာလောကရဲ့ဝင်လာဖြစ်ခဲ့တယ်။နောက်တစ်ခုကကြတော့ဒီစင်ခုံမှုတွေကပါလဲဆိုရင်ဒီကာလအီးမှာကျွန်တော်တို့လိုဒီမီဒီယာသမားအစ်စ်တယောက်အနေနဲ့ပေါ့နော်။စီနီယာနဲ့အလုပ်ကျွဲပြီးတော့မလုပ်ရအောင်။နောက်တစ်ခုကကြတော့ဒီသတင်းဆိုရင် မြေပြင်မှာဖြစ်တဲ့ဒီသတင်းတွေကိုကျွန်တော်တို့ကိုယ်တိုင်လိုက်ယူခွင့်မရှိဘူးပေါ့နော်။ဆိုတော့ ဒီ line ပေါ်ကနေပဲယူနေရတယ်အများကြီးပဲစင်ကုန်မှုရအများကြီးရှိတယ်ဟိုတချို့ကသတင်းလာပေးရရှိတယ်ဒါပေမဲ့အဲ့ဒါကိုကျမတို့အမှားလားအမှန်လားဆိုတော့ဟိုမစင်စစ်နိုင်ဘူးနော်တခါတလေကြာရင်အချိန်ချင်း confirm line လောက်ရအောင်နော်တခြားလူတွေဖုန်းဆက်ရတယ်အဲ့ဒီအချိန်မှာဆိုလေဒီ line အခက်ခဲကြီးကြောင့်ပေါ့နော်ဟိုဖုန်းသတင်းတွေကကြန့်ကြာတာမျိုးနှောင့်နေတာမျိုးရှိတယ်နောက်နောက်ကျတော့ဒီ line ပေါ်ကနေပဲတယောက်နဲ့တယောက်က ဟိုဆက်သွယ်ရတဲ့အခါကျတော့ဒီကာလိုက်ထဲမှာအကုန်လုံးကဘက်နှစ်ဘက်ဖြစ်နေတာပေါ့နော်တစ်ဖက်ကဒွန်လိုက်တစ်ဖက်ကစစ်ကောင်စီဆိုတော့ဒီတယောက်နဲ့တယောက်ကြားမှာဟိုယုံကြည်မှုတိဆောက်ရတယ်ရန်ခတ်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်မြေပြင်မှာမျက်နှာချင်းဆိုင်ပြီးတော့ဟိုသတိမရတာမဟုတ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ဟိုဘယ်လိုပြောရမလဲကိုလွန်ချင်းတဲ့ point ကိုဟိုမရောက်နိုင်မျက်နှာမြင်ပြီးပြောရတာမဟုတ်တဲ့အခါမှာတကယ်နင့်နာသူတွေတခါတလေကြာရင်ရှိရပေါ့နော်သူတို့ပြောချင်တဲ့စကားလုံးတွေအများကြီးရှိတယ်ဒါပေမဲ့ကျမတို့က line မောင်ကနေပြောရတဲ့အတွက်ဟို အများကြီးနားထောင်မပေးနိုင်တာမျိုးသူတို့ကလည်းအများကြီးမပြောပြတာမျိုးရှိရပါဘူးเนาะစင်ခုမှုတွေတော့အဲ့ဒါကြီးပါပဲအာဒီအချိန်ဒီကာလမှာကစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေနောက်ပြီးတော့ရင်ဆိုင်ကျော်လွှားနေရတာတွေမျိုးရောရှိလားမသိဘူးရှင်ဟုတ်ဟုတ်အများကြီးလို့ပြောရရပါဘူးเนาะဘာလို့လဲဆိုတော့ဒီအာနာတင်းလိုက်ပြီးဆိုရရဟိုဟိုကျမရဲ့နေ့စဉ်ဟိုဘယ်လိုပြောမလဲလွတ်လပ်ခွင့်တွေကပျောက်ဆုံးသွားပြီမနော်ဆိုတော့တနေ့တာခန်းစားချက်တွေအကုန်လုံးကဒီ တွန်လင်းနေပြီးသွားပြီးတော့ဆက်ဆက်နေတယ်။နောက်နောက်ပြီးတော့ခါကြဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီတရင်တမပြောင်းနေနေဆိုရင်ပူဆိုးတယ်။ဘယ်လိုမျိုးလဲဆိုရင်ဒီနေ့စဉ်ကျမတို့ကဒီပုံကျဲခံရတာလေကြောင်းတိုက်ခိုက်ခံရတာနောက်တက်ဖြတ်ခံရတဲ့တရင်နေနောက်ဟိုတိုက်ပွဲတရင်နေကြအများကြီးဖတ်ကြရဲပေါ့နော်။ဆိုတော့ဒီ Orient ကကြတော့ကိုတရင်ဖတ်တယ်ဆိုမှသူတို့ကသူတို့အားရအချိန်မှာဖတ်ရတာပေါ့နော်။ဒီတရင်တမကကြတော့ကိုကဒီနေ့အလုပ်နားရတယ်ဆိုရင်တော့မှဒီနေ့တရင် ဟိုဖတ်နေရတာမျိုးပေါ့နော်။ဘာလို့လဲဆိုတော့သတင်းသမားတယောက်အနေနဲ့စာမျက်ဖတ်ဖို့လည်းလိုတယ်။နောက်ကိုကသတင်းရတဲ့အခါမှာဆိုရင်ဒီနေ့ဖြစ်သွားတဲ့အကြောင်းအရာတွေကိုလည်းနောက်နေ့မှကျွန်တော်ထည့်ပေါင်းလေးရတာမျိုးရှိဆိုတော့ဟို post ထွက်ပါပေါ့နော်။တခြားသူတွေထက်စာအဲ့ဟိုဆက်ပြန်ဆိုင်ကခံစားမှုတွေပူဆိုးတယ်။နောက်ဘယ်လိုမျိုးလဲဆိုရင်ဒီလိုမျိုးဟိုတပြန့်ခံရတဲ့သတင်းတွေဆိုလို့ရှိရင်လေကိုရီးယားဒီတက်ခံရတဲ့လူနေရမှာဟိုတက်လိုက်တဲ့လူနေရမှာဟောပါဒီလိုမျိုးဟိုခံစားပေးရတာပေါ့နော်။ ဒီတေသွားတဲ့လူကဒီတေဆုံးချိန်မှာသူတို့တွေဘယ်လိုမျိုးဟိုတွေးတောနေမလဲဘယ်လိုမျိုးခံစားနေမလဲဘာဘယ်လိုစကားလုံးတွေပြောချင်နေမလဲပေါ့နော်နောက်တစ်ချက်ကကြတော့ဘာလဲဆိုတက်ခတ်ရတဲ့လူကအဲတက်လိုက်တဲ့လူကသူတို့ဘယ်လိုသဘုံမျိုးနဲ့တက်တာလဲဘာကြောက်လဲပေါ့နော်ဘာလို့အဲ့လောက်တောင်လူရရတာလဲဆိုတာမျိုးတွေပေါ့နော်အများအများကြီးပဲပေါ့နော်ဟိုခံစားချက်တွေရတာ အာဟုတ်ကဲ့ပါအဲ့တော့ဒီသတင်းမီဒီယာမလုတ်ခင်ကတော့ဘာတွေလုတ်ခဲ့လဲနောက်ပြီးတော့တော်လည်ရေးမှာကောဘယ်လိုပါဝင်ခဲ့လဲမသိရှင့်အဲသတင်းမီဒီယာမလုတ်ခင်ကကြတော့ဒီကျမကဒီတာမန်ဥပဒေနောက်ဆုံးနေ့ကျောင်းသူပဲပေါ့နော်ကျောင်းတက်တဲ့နောက်မိမဆိုင်မှာကုညီပေးရဲအဲအဲ့လိုအချိန်နောက်ဆုံးနေ့ကျောင်းတက်နေနဲ့ကိုဗစ်ဖြစ်တယ်ပေါ့နော်ကိုဗစ်ဖြစ်တဲ့အခါမှာဒီကိုဗစ်ဖြစ်ပြီးရဲ့နောက်မှာအနာသိမ့်ခံလိုက်ရတယ်ဆိုတော့အဲ့ဒီကနေဆက်ပြီးတော့ဟို ဒီ90နှစ်နာရီစောက်တယ်ပေါ့နော်90နှစ်နာရီစောက်နေကာလမှာလည်းကျွန်တော်တို့တောင်းတာတွေပေါ့နော်ဒီ meeting နေထိုင်နေအော်ဘယ်လိုတွေလုပ်မလဲဘယ်လိုရှားမှုတွေလုပ်မလဲဆိုတာကျွန်တော်တို့ဆုံးဖြတ်တယ်နောက်နောက်ဟို mentally မှာဆရာတင်ဆန်းဆန်းတို့ဒီဆန္ဒပြရပေါ့နော်သူတို့ပြပြီးတဲ့နောက်ရန်ကုန်မှာရန်ကုန်မှာဆိုလို့ရှိရင်ဒီဈေးထဲမှာလည်းပြရတယ်ထင်တယ်မမှန်ရပါဘူးနော်သူတို့ပြပြီးနောက်မှာကျွန်တော်တို့တောင်းတာတွေဒီဆန်းကြောင်းဘက်မှာဒီလိုမျိုးတပိတ်စပြီးတော့ဟိုဆန္ဒပြရပေါ့နော်ဆန္ဒပြပြီးတော့အချိန်မှာတော့မှဒီစစ်ကောင်စီကကျွန်တော်တို့ရဲ့ဒီ ဒီကျမတို့စန္ဒာကိုလိုက်ရောမပေးဘူးနော်ဆိုတော့ကျမတို့လေနောက်ဆုံးမှဟိုတပိတ်မှောက်ကြတယ်တပိတ်မှောက်နေနေမှာဒီစစ်ကောင်စီကနေပြီးတော့ဟိုပစ်ခတ်တာရှိတယ်ပေါ့နော်ဆိုတော့အမှန်မမှားဆိုရင်ဒီဧပြီလလောက်မှာဧပြီလ20ရက်ကျော်တင်တယ်အဲ့ဒီနေ့မှာဆိုရင်ဒီစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်ဟိုလူတရကျော်တနိုင်ငံလုံးနဲ့မှာတေးသွားတာရှိတယ်ဆိုတော့နောက်အဲ့လိုမျိုးစန္ဒာပြနေနေကျမစဉ်းစားတာဘာလဲဆိုရင် အဲဒီကျမတို့တွေဒီလိုမျိုးလုပ်တယ်လုပ်နေတာတွေအချိန်ဖြုံနေတယ်လို့ဖြစ်နေတယ်ပေါ့နော်ဒီအရှိန်မှလည်းဒီအခုတခါမှကျမတို့ကတော်လိုင်းစားလုပ်တာမဟုတ်ဘူးအရှိန်မှလည်းတော်လိုင်းပေါင်းများစွာရှိရဲပေါ့နော်ចောင်းသားတို့လှုပ်ရှားမှုတွေရှိတယ်အလူသမားတို့လှုပ်ရှားမှုတွေရှိတယ်နောက်ဒီအများကြီးပဲပေါ့နော်တော်လိုင်းကြီးအများကြီးဖြစ်ခဲ့တယ်ဒါပေမဲ့စစ်ကောင်စီကဒီလက်လက်ကင်ပြီးတော့အကြမ်းဖက်ဖြုတ်ခွင်းနေဆိုတော့ကျမတို့အခုဒီလိုမျိုးစန္ဒပြနေတာတွေတမိန်မောင်းနေတာတွေက ဒီအချိန်ကုန်နေရပေါ့နော်ဒီစစ်ကောင်စီကလွယ်လွယ်နဲ့တော့ဒီလိုမျိုးလိုက်ရုံမှမဟုတ်ဘူးအဲ့တော့ကျမတို့စဉ်းစားရင်ဆိုတော့ဒီကျမတို့ကြွေးကြော်တတ်နေလို့ပဲပေါ့နော်ပြည်သူအနာပြည်သူပြန်ပေးဆိုလို့ဘယ်လိုပဲအဲကျမဒီလိုကျမတို့ရဲ့ပြည်သူတွေရဲ့အနာပြန်ရဖို့ဆိုရင်ဒီလိုမျိုးအဲလမ်းမထွက်ပြီးတော့လက်သုံးချောင်းထောင်စာရွက်နဲ့စန်တာပြနေလို့မရတော့ဘူးပေါ့နော်အဲ့တော့ကျမဒီလက်နက်ကင်ကိုဆုံးဖြတ်လိုက်တယ်ပေါ့နော်ဆိုတော့ အဲ့လိုလက်နက်ကင်တဲ့နေရာမှာလဲဒီဟောအစင်းလာကြီးမာတဲ့ဒီရှစ်ဆက်ရှိကပေါက်ခွာလာတဲ့အဲဒီ ABSDF နော် ABSDF ကျန်တဲ့မရုံမှာကျမဒီအနာသိမ့်ပြီး3လအကြာမေလမှာကျမကျမညီမနဲ့အတူတောခုခဲ့ရပေါ့နော်ဟုတ်อ๋อโอเคပါအာဒီလိုပေါ့နော် PDF အနေနဲ့ဘာကြောင့်ရွေးချယ်ပြီးခဲ့တာလဲဆိုတာကိုလည်းဆက်ပြီးတော့ပြောပြပေးပါအောင်ရှင့်ဟုတ်ခုနလေးပြောတဲ့အချိန်မှာပါတယ်ပေါ့နော်ဒီ စစ်ကောင်စီကဟိုဒီလွယ်နဲ့အလျှော့ပေးမဲ့လူမျိုးမဟုတ်ဘူးနောက်တစ်ချက်ကကြတော့ဒီကျမတို့အဲလမ်းပေါ်မှာလက်သုံးချောင်းထောင်ကျမတို့ရဲ့လူချင်းတဲ့ဆန္ဒတွေစာရွက်ပေါ်မှာရေးပြီးတော့သူတို့ဟိုဟိုပြောနေလို့မရဘူးပေါ့နော်ဟိုအဲ့ဒါတွေကဒီကုကုဟိုဘယ်လိုပြောရမလဲသွားအသေးခံတာနဲ့တူတူပဲပေါ့နော်သူတို့ကဟိုလက်နက်ရှိနေတဲ့အခါမှာဒီပြည်သူစရာရတဲ့ပတ်စံနဲ့ဝေးထားတဲ့ဒီလက်နက်တွေနဲ့ပြည်သူပြန်တက်နေတဲ့အခါမှာဆိုလို့ရှိရင်ဒီကျမ ဟိုလက်နက်ကင်လမ်းစဉ်ကိုရွေးချိတ်လိုက်ရတာပေါ့နော်ဒါကလေကျမတို့လှုပ်ချင်လို့တော့မဟုတ်ဘူးဒါသူတို့တွန်းပို့တာကြောင့်ကျမတို့လှုပ်လိုက်ရတာအာဟုတ်ကဲ့ပါနောက်တစ်ခါကျတော့ဒီ PDF တင်တဲ့လေ့ကျင့်နေစဉ်နဲ့ဒီ PDF အနေနဲ့ဖြတ်တန်းနေစဉ်ကာလမှာဘာရီစင်ခုံမှုတွေရှိခဲ့လဲမသိဘူးရှင့်အော်ဒီ PDF ဟိုလေ့ကျင့်စဉ်မဟုတ်ဘူးเนาะဒီ PDF အဖြစ်သင်တန်းတက်ဖို့ဆိုပြီးဟိုသွားမှသွားခဲ့ရအောင်အခက်ခဲတွေရှိခဲ့ရဟိုဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီကျမတို့ကားဂိတ်သွားတယ်ဗောနော်ကားဂိတ်သွားပြီးရနောက်ဒီကျမတို့သွားခြင်းတဲ့စက္ကန့်ကိုမရောက်ခင်အလဲစက္ကန့်ကိုသွားရတယ်ဆိုတော့အဲ့အလဲစက္ကန့်ကိုရောက်ဖို့အတွက်ဟိုဒီကားဂိတ်မှာကျတော့ကျမတို့လာခေါ်ရဲ့လူရှိတယ်လာခေါ်ရဲ့လာခေါ်ပြီးတော့အဲ့အလဲစက္ကန့်ကိုသွားဖို့ဆိုရင်ကျမတို့တောင်းတက်ရဗောနော်အဲ့တောင်းကဆိုရင် တော်တော်မှတ်တယ်ပေါ့နော်နေဘူးကြဲကြဲငါးလပိုင်းဆိုတော့နေကပူတယ်မမရောဟိုနေကပူချစ်တောင်းနေရပဲတခါမှအဲ့လိုတောင်းလည်းမတက်ဘူးတောင်းမတက်ဘူးဟိုရန်ကုန်မှာနေတော့ဆိုရင်ဆင်လို့ရှိရင်ပေါ့နော်ဒီကျွန်မအကြောင်းတက်တာဆိုရင်ဒီနောက်ဆုံးနှစ်ဆိုတော့အဲ့ကျောင်းကဟိုမေဂျာအင်ဂျင်လိုချင်လို့ပေါ့နော်အပြေးပြိုင်ပွဲတစ်ခါပြိုင်ပွဲအဲ့ဒါဆိုမီတာ400မီတာ400ပေါ့နော်ဘလုံးခွေတစ်ပတ် အဲ့ပြန်ဝင်ပြန်ပြီးတာကိုတပတ်ဖြာပါဘာလမ်းတော့မလျှောက်နိုင်ဘူးအဲ့လိုလူကဒီလိုမျိုးလက်လက်ခိုင်လမ်းစီရွေးရဲဆိုတော့ဟိုတော်တော်ကြီးဟိုဟာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဂုံးကိုရှောက်ရတာနှစ်နာရီလောက်ကြာတယ်တော်တော်ကြီးကိုနန်း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 ရှောက်ရအဲကားကြီးလည်းဖြတ်တယ်ပေါ့နော်ဖြတ်ပြီးမဲ့အဲ့တနက်တွေနဲ့ကိုအချိန်ဖြတ်သွားတယ်ဒါပေမဲ့တို့ကဟဲ့ဘယ်သွားမှာလဲဆိုတော့ကျမတို့ဒီဖုန်းကြီးကြောင့်ပေါ့နော်အဲ့လိုသွားမှာဆိုလို့ပြောတော့တို့ကဒီလိုအဲ့ဒီတိုင်းရှောက်နေလို့ရှိရင်ဒီနောက်နေ့တော့ရောက်မှာမဟုတ်ဘူးအဲ့လိုမျိုးပြောတယ် အဲ့လိုပြောနေဟိုကအတက်ပါဘူးလို့စိတ်တောင်ကျပါအဲ့နဲ့အဲ့လိုသွားတယ်သွားရင်သွားနေအမကားတစီးရချက်ပြီးရောနော်ကားတစီးရရက်ပြီးဘယ်တော့မှလဲမလဲဆိုကျွန်မအဲ့တော့သွားတာဆိုကျွန်မညမရေကျွန်မရေနောက်ကျွန်မအတန်းဒီအတန်းငယ်ချင်းတယောက်ရေနောက်နောက်တငယ်ချင်းနှစ်ယောက်ပေါ့နော်အဲသူတို့ကကြတော့အဲ့ဒီတော့မှပဲရင်းနှီးကြတာဘူးဆိုတော့အလုံးပေါင်း၅ယောက်သွားရင်တော်တော်ကြီးဖြတ်လိုက်ရတယ်ပေါ့နော်နောက်ဟို စခန်းကိုရောက်တယ်စခန်းကိုရောက်တဲ့အခါမှာလည်းဒီနေချင်းညချင်းပေါ့နော်ပြောင်းလဲသွားပါဘူးနော်ဘဝတွေကဟိုစားတဲ့တောက်တဲ့နေရာမှာရောဟိုအဲ့မှာဆိုလို့ရှိရင်အများကြီးပြောတယ်ဟိုထမင်းကပြော့တူးမနဲ့တချမ်းကပြော့တယ်တချမ်းကတူးတယ်တချမ်းကမနဲ့အဲ့လိုဟိုအဲ့လိုစားရယ်ဆိုတော့ပြီးတော့ဘဲဟင်းဆိုလို့ရှိရင်လည်းဘဲဟင်းကပြစ်တော့ပြစ်တယ်မကျေဘူးဒါပေမဲ့အဲ့ဘဲဟင်းနဲ့ကိုခောက်ဆွဲနေထေးတာဘဲခောက်ဆွဲဆိုပြီးတော့အဲ့ခောက်ဆွဲတွေရေနူးပြီးပွတ်တက်နေတာပဲအဲအဲ့လိုမျိုးအိမ်မှာဆိုကိုယ်ကအရင်ကြီးများထမင်းပြော့ရင်လည်းမစားဘူး အဲ့လိုမျိုးအဲ့လိုလူမျိုးဆိုတော့ဟိုအဲ့နေရာမှာဆိုတော့တော်တော်အဲဒါပထမဆုံးကြုံတရပါဘောနော်အစားအသောက်နောက်လေ့ကျင့်ရင်းလုပ်တော့လေဒီခုနကပေါ့အပြေးပြန်တာတော့ကို့မှာတပတ်လောက်ကိုဖြားရတာအဲ့မှာဆိုရင်ပြေးရတာ15ပတ်15ပတ်ဆိုတော့ဒါမဲ့ကျမအဲ့ယူရောက်ရောက်ချင်းမပြေးနိုင်မှာဆိုလို့လို့ဆိုပြီးတော့ကိုယ့်ရဲ့ခံယူချက်တွေနဲ့ဟောငါတို့ဒီလာတာဟိုမင်းသမီးလုပ်ဖို့မဟုတ်ဘူးဘောနော်ဆိုတော့ဟိုလုတ်ကိုလုံနိုင်ရမယ်ဆိုတဲ့စိတ်နဲ့အစားရောက်ကလေးကတင်းနေမဆခင်မှာကျမတို့ဒီအပြေးလေ့ကျင့်နေလေ့ကျင့်တော့ဒီအပြေးဟို တင်နေတက်တဲ့အချိန်မှာတော်တော်ချော်ချော်မူးမူးပဲပေါ့နော်ကျွန်မဟို15ပတ်လုံးပြီးနိုင်တယ်နောက်တစ်ခါကျတော့ကိုစီဆွဲတဲ့အချိန်မှာပြဿနာပေါ့နော်ဆိုတော့တင်နေစားတာ6လပိုင်းဆိုတော့6လပိုင်းမှာမိုးရအရန်ရွာနေမြက်ခင်းထဲမှာကျွန်မတို့ကိုစီဆွဲရတာဆိုတော့ယူနီဖောင်းကလည်းတယောက်တစ်စုံပဲပြီးတယ်အဲ့တစ်စုံလုံးကျွန်မတင်နေတက်တဲ့တလလုံးဝက်ကတာပေါ့နော်ဆိုတော့အဲ့ဒီရှုံနေဘွက်တွေနဲ့အဲ့ဒီဥစ္စာနဲ့ကိုစီဆွဲရတယ်ဆွဲနေအဲ့ပထမဆုံးကိုစီရက်မှာဒီဘလုံးကြီးဒီထိတ်ကနေဘတ်ထိတ်ကိုသွားတော့ ဟိုဆယ်ပင်လောက်ပဲလိုတော့ဗောနော်ကျမဒူးလဲတောင်လဲနေသွားတိုင်းနဲ့အမဆရာကနေပြီးကိုကဝမ်းနေနေပြီးရဲမယ်ဘာမှမငိုတော့မငိုသေးကိုသွားနေကိုညမလဲပါဆိုဟိုကိုငိုလို့မရအောင်ဆိုရဲစိတ်နေဆိုတော့တွားတဲ့အချိန်မှာဒီဆရာဆလိုက်ဗောနော်ဒီ ABSDF ကဆရာဆလိုက်ရောင်းအောင်နေပြီးဆရာမကဘလို့လဲအစီပြေလားလို့မေးလေအဲ့တော့မှညိတ်ကြအော်ဆရာမငိုပြီလားဆိုပြီးအဲ့လိုပြောအဲ့နဲ့နောက်ကျတော့ဟိုနောက်ထပ် တဲ့ဆရာတောင်နှစ်ခါလောက်ဆွဲလိုက်ရောက်ပြီဆိုတော့အဲနောက်နှစ်ခါအာဂျမီဆွဲလိုက်ရောက်သွားပါဘောနော်နောက်ကျတော့လေမငို့တော့ဘူးအဆင်ပြေသွားတယ်ဒါပေမဲ့ဟိုအဲ့မှာဆိုရင်တင်းတဲ့နှစ်ခါလောက်တက်ကြတာဘောနော် moment လေးတက်ကြတယ်ဆိုတော့အများကြီးပဲအခက်ခဲရာရှိနေစားရတောက်ရင်ဘောနော်ဒါပေမဲ့ဒါရိုတော့ကျွန်မအခက်ခဲလို့မပြောချင်ဘူးကိုရေးချက်ကလေးလမ်းမှုလို့ကိုကတင်းတင်းနက်နက်ပဲဘောနော်ဒီပြီးတော့ကျွန်မအဲ့ဒီ tournament မှာနှစ်နှစ်လောက်နေခဲ့ရာဆိုတော့ဟိုဘယ်လိုပြောရမလဲလူတိုင်းက ဟိုတော်လိုင်းဆိုတဲ့ခေါင်းစဉ်အောင်မလာကြဘူးနော်မတူညီတဲ့မိသားစုဟိုကျင်းလဲအမတူတဲ့ပတ်ဝန်းကျင်ပြီးသွားလို့ရှိရင်ဟိုမွေးဖလာပုံချင်းမတူဘူးပေါ့နော်ဆိုတော့အခက်ဟိုတယောက်နဲ့တယောက်ကြားမှာပုတ်တိုက်မှုတွေလည်းရှိရပေါ့နော်အဲအဲ့ဒီကနေပြီးတော့ဟိုဘလို့ပြောမသိယူစရာလူတွေအကြောင်းတော်တော်လေးသိရတယ်ဘလို့နေထိုင်ရမလဲဘလို့မိုးလဲဆိုတာလေးတော်တော်သိယူလိုက်ရတယ်ပေါ့နော်ဆိုတော့အခက်ခဲကတော့သူ့မှာလည်းသူတို့ရှိရပါဘောနော်ဒီလိုမျိုး လာပြီးတော့ကိုလက်နက်ကင်လမ်းစဉ်ရွေးတယ်ဆိုကြတဲ့ဒါပေမဲ့ဒါမျိုးတော့အခက်ခဲလို့တော့မပြောချင်ဘူးเนาะဟုတ်โอเคပါအာနောက်တစ်ခါကျတော့ဒီ PDF အဖြစ်ကနေဘာလို့ဆွန့်လွတ်ခဲ့တာလဲပေါ့နော်နောက်ပြီးတော့စစောလည်းပဲဘာအခက်ခဲတွေရှိခဲ့လို့လည်းမသိရှင်။ဩအခက်ခဲရှိလို့ဆွန့်လွတ်လိုက်တာမျိုးတော့မဟုတ်ဘူး။ဘယ်လိုမျိုးလဲဆိုတော့ကိုပထမဆုံးတော့ခုမယ်ဆိုကြရဒီစစ်ကောင်စီကို ကိုကပြန်ခုခံမယ်ဆိုရဲစိတ်နေပေါ့နော်ကို့အရှိမှလည်းစနပြရင်လည်းအဲ့လိုမျိုးကြည်ထိမှန်တိုင်းဘာကြီးလဲမြင်ခဲ့ရတဲ့ခါကျတော့ကိုကဒီလိုမျိုး မနက်ကလည်းဆိုရွေးချယ်လိုက်တယ်ဒါပေမဲ့ဒီအမျိုးသမီးတွေရှေ့တန်းမထွက်ထွက်ခွင့်မပေးဘူးပေါ့နော်ဒီ ABSDF ကလည်းအဲ့လိုထွက်ခွင့်မပေးတဲ့အခါကျတော့ကျမကရှေ့တန်းလိုက်ချင်တဲ့လူဆိုတော့ဟိုကိုကတည်င်းနေဖက်တဲ့ခါမှာလည်းဒီ UG တွေကဖန်ခံပြန်ပြီးတက်ခံလဲရပြန်ပြီးဆိုတော့ဒီတွန်းမှာနေပြီပဲကျမတို့ကနောက်တန်းမှာနေရတော့လုံခြုံနေပေါ့နော်ဆိုတော့ထမင်းစားလိုက်ဒင်းစားလိုက်ဖတ်ထိတ်လုပ်လိုက်ဟိုဖတ်ထိတ်လုပ်တာတော့ဘာလို့ပင်မနေဆိုပေမဲ့လေ ဒီလို UG တွေတေသွားတယ်တိုက်ပွဲတွေမှာတိုက်နေတဲ့လူတွေထက်စာရင်တော့ဒါအများကြီးတက်တာရယ်ပေါ့နော်ဆိုတော့ကိုယ့်ကိုကြတော့အပြစ်ရှိတယ်လို့ခံစားလာတယ်အမ်ဘယ်လိုပြောမလဲပြည်သူထမင်းကိုဒီတိုင်းအေးဆေးစားလာစားနေတယ်လို့ကိုယ့်ကိုခံစားရတာပေါ့နော်ဆိုတော့အကယ်၍သာငါဒီနေရာအနေမဟုတ်ဘူးဟိုတခြားနေရာရောက်သွားမယ်တခြားမှာအလိုလုပ်တယ်ဆိုရင်ဟိုရားရဲ့ပတ်စံနေလေငါတက်ကိုပို့ပြီးတော့ဟိုထောက်ပတ်နိုင်မယ်ပြီးတော့ဒီဟိုဘယ်လိုပြောမလဲ ငါထမင်းတက်နေစာလေးရောက်အောင်မယ်ဟိုငါထမလိုက်တဲ့ပတ်စံလေးလူအများကြီးလဲဟိုထမင်းပူစားရမယ်ပေါ့နော်အဲအဲ့လိုစိတ်တွေနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ထွက်လိုက်တာပေါ့နော်အဲ့လိုထွက်တဲ့ခါမှာလဲတက်ကတည်တည်ပြူပြူပဲပေးထွက်တယ်ပေါ့နော်ဟုတ်ကဲ့ပါအာအဲ့ဒီကနေမှပေါ့နော်ဒီသတင်းမီဒီယာလို့ကိုဘယ်လိုမျိုးလှုပ်ဖြစ်ခဲ့တာလေးလဲဆိုတာလေးလဲပြပြပေးပါအောင်ရှင့်အော်သတင်းမီဒီယာခုနကပြောသလိုပဲပေါ့နော် ဟိုအရှိမလည်းပြောခဲ့တယ်မီဒီယာလမ်းကြောင်းဘာကြောင့်ရွေးချယ်ခဲ့ရလဲဆိုတော့ဒီစစပိုင်းကမှာတော့ဒီမှာမီဒီယာနဲ့တခါတက်ရောက်သွားတာမဟုတ်ဘူးဒီတော်ရဲကနေဒီမှာတက်တဲ့ချိန်မှာဒီဒီမှာစိုင်းဒီဇိုင်းမှာလုံဝင်လုပ်တယ်ဒါပေမဲ့အဲ့ဒါကတော်လိုင်းနဲ့ဝေးနေလို့ကျွန်မကိုကျွန်မခံစားရပေါ့နော်ဆိုတော့ဒီအဲ့ရနဲ့ဒီအလုံးအဲ့ဒီဆိုင်မှာကျွန်မ28ရက်လောက်လုလုပြီးတော့ထွက်လိုက်တယ်ထွက်ပြီးတဲ့အချိန်မှာကျွန်မမီဒီယာတိုက်တစ်ခုဒီကျွန်မရဲ့ဒီမီဒီယာတိုက်ကိုဆက်သွယ်ပြီးကျွန်မအလုံးလျှောက်တယ်ပေါ့နော်ကျွန်မကိုကျွန်မကျွန်မတို့နှစ်ယောက်လုံးအလုပ်ရရယ်အဲပြီးတော့ ဒီမှာဆိုလို့ရှိရင်ဟိုပြောတာမျိုးရှိရပါတော့အဲ့ဒါဘာလဲဆိုရင် editor ရပြောပြတာပေါ့နော်အဲတရင်သမားဆိုတာကဒီဓမီတလက်နဲ့တူတယ်ပေါ့နော်ဒီဓမီနဲ့အမှောင်နဲ့ကိုထူလိုက်လို့ရှိရင်ဒီအမလင်းသွားမယ်ပေါ့နော်လင်းသွားတယ်အဲ့ဒီလင်းတဲ့အခါမှာဆိုရင်ဒီမကောင်းမှုလုပ်တဲ့လူတွေကဟိုလက်တွန်သွားတယ်မကောင်းမှုလုပ်ဖို့အတွက်ဟိုဘယ်လိုပြောရမလဲမလုံးလုံးချင်နေဆိုတော့မလုံးတော့ဘူးပေါ့နော်ဆိုတော့မီဒီယာတမားတယောက်က ကိုကိုအမြဲမှန်အောင်လဲနေရမယ်ပေါ့နော်ဒီတော်လိုင်းကပဲအမြဲတော်လိုင်းဘက်မှာနေလို့ပဲလူတိုင်းအမှန်နဲ့မျိုးလည်းမဟုတ်ဘူးဒီတော်လိုင်းဘက်မှာလည်းလုံနေတိုင်းမှားတာရှိရပေါ့နော်ဆိုတော့ဒီသူတို့ရဲ့အမှားတွေကိုလည်းထောက်ပြရမယ်ဒီစစ်ကောင်စီကမှားရဆိုတာကိုလည်းကျွန်တော်တို့ထောက်ပြရမယ်ပေါ့နော်ဟုတ်โอเคอ่านอกจากมีกันทุกข์จ้ะรอดีสิกกองสีอานามะเต็งขินอ่ะบ่เนาะกูเยยีมันแจกก็บาเลย အာကျမဥပဒေနောက်ဆုံးနှစ်ကျောင်းလို့ဆိုတော့ကျမရမန်ချက်ရှင်းနေပေါ့နော်ကျမရှင်းနေဒါမှမဟုတ်တရားသူကြီးပေါ့နော်ဆိုတော့ဒီရှင်းနေဖြစ်ဖို့ကလည်းကျမတို့ကလီးလာပဲလို့ပြောရပေါ့နော်အဲ့တော့လေအိမ်မက်တွေကအများကြီးမထားတာရှိတယ်ပေါ့ဆိုတော့အကယ်၍တရားသူကြီးဆောင်ပွဲဖြစ်လို့အောင်ရင်တရားသူကြီးလုပ်မယ်ဖြစ်လို့မအောင်ရင်တော့ကျမဟိုရှင်းနေအစိုးရရှင်းနေလုပ်အောင်လို့မလုပ်ဘူးပုဂ္ဂလိကရှင်းနေလုပ်မယ်ပေါ့နော်အဲ့လိုပဲမှန်တာကိုရှင်းမှန်းထားပါပေါ့ ဟုတ်ကဲ့ပါအခုကြတော့ဗောနော်ဒီရီမန်းချက်နဲ့အခုဖြစ်နေတာတွေနဲ့ကကွာခြားနေတယ်ဆိုတော့အာညီမအနေနဲ့အဆင်ပြေရလားနောက်တစ်ခါကျတော့ရီမန်းချက်တွေအကောင့်ထဲဖော်နိုင်အောင်ဆက်ပြီးတော့ကြိုးစားသွားမှာလားဒါမှမဟုတ်လို့ရှိရင်လေဒီအလုပ်ပေါ်ကိုပဲကြိုးစားသွားတော့မှာလားမသိရှင့်အော်ရီမန်းချက်နဲ့ဒီဖြစ်နေတာတွေကတော့ဟိုကွာတာတော့ကွာတာဗောနော်ဟိုဒီရှိနေကြတော့ကိုလူရလားအကူပြီးတော့အကူတကူတကလာပြောရအောင်ဗောနော်ဒီ သတင်းသမားကျတော့ကိုယ်ကတော့မေ့ရတာပေါ့နော်ဆိုတော့ကွာတော့ကွာတယ်ဒါပေမဲ့ဒီဒီလိုကာလာကြီးတွေမှာတော့ကျမရေမှန်းကြောက်ကျမရှေ့တန်းမတင်ချင်ဘူးပေါ့နော်ဒီကိုယ့်ထက်အများကြီးဆွလွန်လိုက်ရတဲ့လူတွေလည်းရှိရဲဆိုတော့ဒီရေမှန်းကြောက်ကဆက်လုံမလားမလုံလားဆိုတာလေဟိုမနေ့ပြန်တော့ဘာဖြစ်မလဲမသိတဲ့ကာလာကြီးတွေမှာပေါ့နော်ဟိုဒီနေ့အတွက်ကိုပဲစဉ်းစားရတယ်ဒီကိုယ့်ရေမှန်းကြောက်အခုဖြစ်ဖြစ်နေတာအဆင်မပြေဘူးလားဆိုရင် အဆင်ပြေရလို့ပဲပြောအောင်ပါဗောနော်ဘာလို့လဲဆိုကျွန်မသာတကူကောင်းဆံပြီးလုပ်မယ်ဆိုလို့ရှိရင်ဒီစစ်ကောင်စီကိုဟိုအပိအမြလုတ်တာနဲ့အတူတူပဲဗောနော်ဆိုတော့အခုလက်ရှိကျွန်မနေနေရတဲ့ဘဝကျွန်မလုပ်နေရတယ်လို့ကျွန်မသဘောကျရဲ့ကျွန်မနှစ်သက်တယ်ဟိုတွန်လိုက်မပြီးမချင်းတော့ကျွန်မဒီထဲမှာပဲဟိုရှင်တန်မယ်လို့ဆုံးဖြတ်ထားတယ်ဟိုနောက်တစ်ဘဝကျတော့ဒီကျွန်မရှင်မကျကိုဆက်သွားမလားဆိုရင်က ဘယ်လိုပြောမလဲကျမမှာအသက်အရွယ်ကန့်သက်ချက်တွေရှိရပေါ့နော်ကျမတို့ဥပဒေစာမွက်ဖြေမယ်ဆိုလို့ရှိရင်လည်းအသက်အရွယ်ကန့်သက်ချက်ရှိရဟိုအကယ်၍သာကျမညီမချက်ချစ်ဖို့ဆိုရင်ဒီနေ့တွန်လိုက်အောင်ဒါမှမဟုတ်လို့ရှိရင်နောက်နှစ်တည်းမှာအောင်မကျမရဲ့ညီမချက်ကိုကျမဟိုလုံနိုင်မှာပေါ့နော်ဟုတ်ကဲ့ပါ။အော်မှုဘက်ကနေပြီးတော့မေးဖို့ကြံသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ညီမဒီဘက်ကနေပြီးတော့ဖြည့်ဆွပြီးတော့ပြောချင်တာလေးရှိလို့ရှင်လည်းထပ်ပြီးတော့ဖြည့်ချပြပါအောင်ရှင်။အင်း မေဘူးကတော့မရှိတော့ဘူးเนาะဖြည့်ဆက်ပြီးပြောချင်တာမျိုးကကြတော့ဒီတော်လိုင်းကာလာလည်းလေးနှစ်နီးပါးရောက်နေပြီဆိုတော့ဒီကာလာမှာဟိုဘသူမားရယ်ဘသူမတ်နေဆိုတော့တောင်းတဲ့တောင်းအပြစ်ဖို့ရမယ့်အချိန်မဟုတ်တော့ဘူးဒီအခုလက်ရှိနေနေရတဲ့ဘဝတွေနဲ့အရင်အနာမသိခင်ရတဲ့နေခဲ့ရတဲ့ဘဝတွေကိုပြန်ပြီးတော့ချိန်ထိုးပြီးတော့ကြည့်စီတင်နေနောက်အဲကျမတို့အရင်ဘဝတွေကျမတို့ရဲ့အခွင့်အရေးတွေပြန်ရဖို့ ဘာတွေလုတ်သိမ့်နေဘာတွေလုတ်ထိုက်တယ်ဆိုတော့ကိုယ့်အသာကိုတွေးပြီးတော့ဘောနော်ဒီလုတ်ကြပါလို့တိုက်တွန်းခြင်းလေဟုတ်ဟုတ်ကဲ့ပါအခုလိုမျိုးအမားတို့ဘက်ကိုအချိန်ပေးပြီးတော့ဖြည့်ချပေးသွားရတဲ့ညီမလေးလည်းကျေးဇူးများရတယ်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါရှင့်